အဲ့ဒါဒီကျမတို့မြန်မာနိုင်ငံကအလိုအပ်ချက်ကတော့အဲ့လိုလို့ကျမတုံးတတ်ပါတယ်အဆိုလို့ရှိရင်လူတွေကအလုံလုံပြီဆိုရင်တော့ကျမတို့ကအတွေ့အကြုံတွေအများကြီးရှိတာပေါ့နော်ဆိုလို့ရှိရင်အဲသို့တော်လဲနိုင်ငံတကာကဘာကြောင့်တခြားနိုင်ငံတွေပေါ့အမဗီယက်နမ်ဘာကြောင့်တအားတဟုန်တို့တက်နေတာလဲပေါ့နော်တော့စသဖြင့်မှာ time ဆိုရင်နည်းနည်းလေးကြာလာတယ်ပေါ့နော်စသဖြင့်ဒီလိုကိစ္စလေးတွေရှိတာပေါ့အဲ့ဒါဆိုရင်အဲကျမတို့လည်းကိုယ့်ဟာကိုယ်ပြန်ကြည့်ပြီးတော့မှဘာကြောင့်ကျမတို့ကအဒီမတိုးတက်သေးတာလဲ ဘာကြောင့်ဗီယက်နမ်လိုမျိုးနိုင်ငံအလားတူနိုင်ငံတိုးတက်သွားတာလဲပေါ့နော်ဒါလေးတွေကျွန်တော်တို့ပညာယူပြီးလို့ရှိရင်အဲ policy formulation ပေါ့နော်ဆိုလို့ရှိရင်အားကြောင့်မို့ think tank လို့ပါတယ်ရှင် think tank လို့ပြောလို့ရှိရင်နံပါတ်1က policy research ပေါ့ရှင် policy research ဆိုတာမူဝါဒတွေနဲ့အမူအသုတေသနတွေပြုပြီးတော့မှအမူမူဝါဒမူဝါဒကိုဟိုမူဝါဒရေးဆွဲဖို့လို့အတွက်အသုတေသနပြုရမှာဖြစ်ပါရှင် policy research ဖြစ်ပါတယ် ပြီးလို့ရှိရင် policy research လို့ပြောလို့ရှိရင်သူတည်တနာပြုတာလို့ပြောလို့ရှိရင်ကျွန်တော်တို့နှစ်ပိုင်း၃ပိုင်းလောက်ရှိပါတယ်ရှင့်တစ်ပိုင်းကဘာလဲဆိုရင်မြေပြင်အခြေအနေကိုတကယ်စဉ်းကြည့်ပြီးတော့ဟိုတကယ်အခြေအနေတွေကိုလေ့လာတာသူတည်တနာပြုတာနောက်တစ်ခုကကြတော့ကဘာမှာရှိတဲ့တင့်တက်ကြီးတွေကနေထုတ်ဝေတဲ့စာတွေပေါ့နော်နောက်တခြားနိုင်ငံကတင့်တက်နေရ ထုတ်ဝေတဲ့စာတွေဒါကို desk review လုပ်တယ်လို့ခေါ်ပါတယ်ရှင်ကျမတို့ computer ထဲမှာပဲ laptop ထဲမှာပဲ download လုပ်ပြီးစာဖတ်လိုက်တာပေါ့နော်ဆိုလို့ရှိရင်ဒါ desk review လုပ်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျမတို့တကယ့်ပြည်သူအတန်ကိုအကြောင်းဖို့ဆိုလို့ရှိရင် social media တွေမှာအာ media တွေမှာကျမတို့ကြည့်လို့ရပါတယ်အဲ့ဒါဒီ policy research လုပ်တာဖြစ်ပါတယ်ရှင်ဒုတိယတစ်ခုကတော့ policy formulation မှာပြီးလို့ရှိရင်ဒီခုနလိုပေါ့အာတာချက်အားနည်းချက်စိန်ခေါ်မှုအခွင့်အလမ်းတွေသုံးသပ်ပြီးလို့ရှိရင်ကျမတို့ကအဲကျမတို့က policy policy ချမှတ်တာဖြစ်ပါရှင့်အဲ့ policy formulation လုပ်ပြီးရင်လည်းအဲကျမတို့ဘာလုပ်အောင်လဲဆိုရင်ဒါ think tank နေပေါ့နော်ပညာရှင်နေအဖွဲ့နေပြီးတော့မှ policy advocacy ဆိုတာလုပ်ရပါရှင့် policy advocacy ဆိုတာဒီမူဝါဒဒီပြဿနာတွေဖြစ်နေလို့ဒီမူဝါဒနဲ့ဒီလိုဖြေရှင်းဖို့လိုတယ်ဆိုတာကိုလောက်ပိုင်ခွင့်ရှိတဲ့သူတွေကိုအဲကျမတို့ကတိုက်တိုက်တွန်းတွန်းနဲ့ဆောင်ရွက်ရမှာဖြစ်ပါတယ်ရှင်တိုက်တွန်းပြီးတော့မှဒါလုပ်ဖို့လိုတယ်အဲဒါလိုအပ်နေတယ်ဒါလုပ်ပါတော့စသဖြင့်ပေါ့နော် ဒါမလုပ်ပါနဲ့ပေါ့နော်စသဖြင့် policy advocacy လုပ်ဖို့လိုပါတယ်ပြီးလို့ရှိရင်ဒီ policy maker ပေါ့နော်တကယ်လုပ်ပိုင်ခွင့်ရှိတဲ့သူတွေကလည်းဒီ policy implementation ပေါ့နော်ဒီ policy ကိုအကောင့်ထဲပေါ်အောင်မှာဖြစ်ပါတယ်ဒီ policy ကိုအကောင့်ထဲပေါ်ကြတဲ့သူတွေကလည်း အဲဘာလုပ်ရမှာလဲဆိုလို့ရှိရင်ကိုယ့်ဟာကို policy review ဆိုတာလုပ်ရမှာဖြစ်ပါရှင် policy evaluation ပေါ့နော် monitoring and evaluation ဆိုလို့ရှိရင်ကိုယ့်ကမူဝါဒအစ်တစ်ခုကိုချပြီးတော့မှလုပ်လိုက်တဲ့အချိန်မှာမူဝါဒဒီအောင်မြင်လားမအောင်မြင်လားနောက်ကိုယ်မမျော်လင့်ထားတဲ့ base တွေဆိုးကျိုးတွေပါရှိလဲပေါ့နော်အဲဒီလို policy တွေကို account ထက်ပေါ်တဲ့အချိန်မှာဒါလေးတွေကျွန်တော်တို့ကတတိနဲ့တစ်ချိန်လုံးကြည့်နေရမှာဖြစ်ပါတယ်အဲ့လိုကြည့်ပြီးတော့မှတကယ်လို့ပြင်သစ်နေဆိုလို့ရှိရင်ကျွန်တော်တို့က policy review ဆိုတာဒီဒီမူဝါဒကိုပြန်လည်သုံးသပ်တာပေါ့เนาะဒါလေးလုပ်ဖို့လိုတာဖြစ်ပါတယ်ရှင့်